မင်္ဂလာပါလို့ဥစွာပနာမနှုတ်ခွန်းဆက်တာပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ BRS Recap Channel ကနေပြန်လည်ကြိုဆိုပါတယ်ဇလန်းကဝိညာဉ်ရဲ့အကြောင်းကိုနည်းနည်းရှင်းပြခြင်းပါတယ်ကွန်တီလာနတ်ဆိုတာအင်ဒိုနီးရှားနဲ့မလေးရှားဒေသတွေရဲ့ရိုးရာပုံပြင်တွေထဲမှာနာမည်အကြီးဆုံးလို့ဆိုရလောက်တဲ့တရေမျိုးပါသူတို့တွေဟာကလေးမွေးရင်တည်ဆုံးသွားတဲ့အမျိုးသမီးတူဦးရဲ့ဝိညာဉ်ကနေဖြစ်လေရှိပြီးသူတို့ရဲ့ဘဝနောက်ကန်ဇက်ကြောင်းနဲ့လက်စားချေလိုစိတ်တွေနဲ့ဒွန်တွဲနေတတ်ပါတယ် ဒီစကားမှာတော့ဘော်ဒါဆောင်တစ်ခုမှာမိခိုနေတဲ့မိဘမဲ့အကြောင်းသူတယောက်ဒူဒူချာချာခြောက်လန့်မှုတွေစတင်ကြုံတွေ့လာခဲ့ပြီးသူ့မိဘတွေရဲ့ဇင်းမြစ်ကိုရှာဖွေဖို့အတွက်ရွာကိုအပြန်မှာသူရောက်လာတဲ့တစ်ချိန်တည်းမှာပဲကွန်ဒီလာနတ်တကောင်ကထကြွတောင်းချမ်းတာကိုကြုံရပါတယ်အဲ့ဒီရွာကလူတွေကလည်းဖျားကိုစွန့်ပယ်ပြီးအောက်လန့်အယူတန်ကြတဲ့သူတွေပါဒီတော့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုဇလန်းလေးကိုအတိအချာဆက်ကြည့်လိုက်ကြရအောင်ပါ ဇလန်းအစမှာပဲဝိုးနိုအန်ငယ်ဆိုတဲ့ရွာထဲကရွာသားတွေဟာညာကြီးအချိန်မတော်မီဒုတ်တွေလက်နက်တွေကိုစီနဲ့အော်ဟစ်ကြွေးကြော်ရင်ခြိတက်လာကြကလမ်းမှာသူတို့ကိုတားတဲ့လူတွေကိုလည်းရက်ဆက်စွာနဲ့ခုတ်တိပြီးအပြက်ရှင်းပြေးလိုက်ကြပါတယ်ပြီးတာနဲ့ရှေ့ကိုဆက်သွားကြပါတယ်သူတို့သွားတာကတော့ဝါဒီတို့အိမ်ကိုပါဝါဒီကလည်းအိမ်ထဲမှာမီးဖွားနေရပြီးအသက်လူရုံးကန်နေရချိန်ပေါ့သူမှခလေးမွေးတာမှအမွာဘူးလေးဖြစ်နေတာပါ ဒေါသထွက်နေတဲ့ရွာသားတွေဟာအိမ်ရှိကိုရောက်လာတာကိုယောက်ျားဖြစ်သူကလည်းမြင်သွားပြီးအိမ်ကိုလည်းမီးနဲ့ရှို့ခံနေရပါပြီဒါကိုတားဖို့အတွက်အိမ်ရှိကိုထွက်တာနဲ့ဝိုင်းပြီးတိုက်ခိုက်လိုက်ကြကဝါဒီရဲ့ယောက်ျားကိုလည်းအပြက်ရှင်းပြစ်ကြပြန်ပါတယ်ပြီးတာနဲ့ခေါင်းဆောင်ဖြစ်တဲ့ဟာဆန်ကအိမ်ထဲကိုဝင်လာပြီးခံစားစမ်းဝါဒီလို့ပြောနေကဝါဒီကလည်းသူ့ကိုဘာကြောင့်ဒီလိုလုပ်ရတာလဲလို့နားမလည်နိုင်ပဲငိုကြွေးနေခဲ့ပြီးမိတွေကလည်းတအိမ်လုံးကိုဝါမျိုးသွားခဲ့ကြ ဝါဒီရဲ့ကလေးတယောက်ကိုလည်းအမျိုးသမီးတူဦးကတိတ်တဆိတ်ခေါ်ပြီးထွက်ပြေးလွတ်မြောက်သွားပါတယ်။မိထဲမှာကြံခဲ့တဲ့ဝါဒီရဲ့နာကျင်ခံစားရပြီးအော်ဟစ်လိုက်တဲ့စူးစူးဝါဝါအတန်ကြီးလည်းထွက်လာခဲ့ပါတယ်။အဲဒီနောက်အချင်းတွေအတော်ကြာပြီးတဲ့နောက်မှာတော့ဘာသာရေးကျောင်းတစ်ခုမှာကျောင်းတက်နေတဲ့ဆာရာဟာကျောင်းသားရက်တွေမှာဘယ်ကိုသွားရမလဲလို့တွေးတောနေခဲ့ပါတယ်။အတန်းပေါ်ရီအားလုံးကအိမ်ကိုပြန်ကြပြီမဲ့သူမကတော့မိဘမဲ့မို့ပြန်ဖို့မိသားစုမရှိခဲ့ပါဘူး။ ူရဲ့အခင်ဆုံးတင်ငယ်ချင်းအစည်းစားကလည်းသူ့နဲ့အလဲလိုက်ခဲ့ဖို့ခေါ်ပေမဲ့လိုင်မသွားဖြစ်ခဲ့ပါဘူး။ညရောက်တဲ့အခါမှာတော့အားလုံးကအိတ်နေကြခြင်း။ငိုတန်းကိုကြားလိုက်ရတဲ့အတွက်ထားကြည့်တော့အမျိုးသမီးတယောက်ဖြစ်နေပြီးသူ့ကိုနောက်ကျောပေးနေတာပါ။ဆာရာလည်းအနားကိုသွားပြီးခေါ်လိုက်တဲ့အခါမှာပဲ။ခြောက်လန့်ခံလိုက်ရပြီးထိတ်လန့်ပြီးအော်ချလိုက်တော့အိမ်မက်ဖြစ်နေပြီးနိုးလာကတခြားသူတွေလည်းနိုးလာပြီး အိမ်မက်ဆိုးမတ်နေတာပဲလို့ဆိုကမကြောက်ဖို့ဝိုင်းပြောကြပါတယ်။ဒီလိုနဲ့မနှက်ကိုရောက်တော့တငယ်ချင်းဖြစ်သူအပါအဝင်ကျောင်းသူတွေအားလုံးကဆရာနဲ့ဆရာမကိုနှုတ်ဆက်ပြီးအတီးတီးပြန်ကုန်ကြပါတယ်။တခြားသူတွေကိုငေးမောနေတဲ့ဆာရာကိုဆရာမကမြင်သွားပြီးကျောင်းပိတ်ရက်မှာပြင်းနေရင်အခန်းတန်ရှင်းရေးလုပ်ပြီးအာရင်တော်ဆရာမအိမ်ကိုလာခဲ့ဖို့ပြောဆိုပါတယ်။အဲ့ဒီနောက်မှာတော့ဆာရာတယောက်တည်းဝေပြူစူတောင်းပြီးအိတ်ဖို့ပြင်းနေချိန်မှာပဲ။ဒံရီယောတော အင်ကိုပြန်ထုတ်သမီလို့ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်ဒီတော့အတန်ကြားရဘက်ကိုလိုက်ရှာကြည့်နေတော့မှာပဲအရှိကနဲ့တရဲမကြီးကပြေးဝင်လာလို့ငဲတန်ပေါအောင်အော်ချပစ်လိုက်ပါတယ်သူမအော်တန်ကိုလည်းဆီယာမကကြားသွားခဲ့ပြီးဝင်ကြည့်တဲ့အခါမှာဆာရာကပူကတ်ခံရပြီးအန်ဒီရဲ့ပြုဖို့ကြိုးစားတဲ့အတွက်ဒိတ်လန်ပြီးလဲကြသွားချိန်အနာကိုခုံဝင်လာတဲ့အခိုက်မှာပဲဆီယာကရောက်လာပြီးတားဆီးထိန်းချုပ်ပလိုက်ပါတယ်မနေ့ရောက်တော့ဆီယာနဲ့ဆီယာမက ဆာရာရဲ့ဘဝအကြောင်းကိုပြောပြလာပါတယ်။သူမငငယ်တုန်းကအမီနာဆိုတဲ့အမျိုးသမီးကလာထားသွားခဲ့တာဖြစ်ပြီးဆရာတို့ကလည်းဒီအကြောင်းကိုခေါ်လာခဲ့လိုက်ကြတာပါ။ဆာရာလည်းသူမရဲ့ဘဝအကြောင်းကိုသိရဖို့အမီနာဆိုတဲ့အမျိုးသမီးကိုရှာဖို့ခွင်တောင်းလိုက်ပြီးအမီနာနေထိုင်တဲ့ဝိုးနိုအန်ကေရွာကိုထွက်လာခဲ့လိုက်ပါတယ်။သူမမှာအမှတ်အသားဆိုလို့ငငယ်ကပုံဆွဲထားတဲ့ဆာရွက်ကလေးတစ်ခုပဲပါတာပါ။ ဒီလိုနဲ့ရွာကိုရောက်တော့ဆိုင်ကယ်ငှပြီးသူ့ရဲ့တငယ်ချင်းအစီစားစီကိုရောက်သွားကတငယ်ချင်းကလည်းဒီရွာမှာနေထိုင်တာပါရောက်တာနဲ့စာရာကိုဝမ်းသာအားရကြိုးစိုးလိုက်ပြီးထမင်းမစားရသေးဘူးလို့ဆိုတဲ့အတွက်တငယ်ချင်းနှစ်ယောက်ဈေးကိုထွက်သွားကြပါတယ်အစီစားကအဖေတယောက်ထဲပဲရှိတော့တာဖြစ်ပြီးသူမရဲ့အဖေကဟာဆန်ပါပဲစာရာတို့လည်းဈေးထဲမှာထမင်းစားနေချင်းဘေးကလူတယောက်ကသူ့တို့ကိုသဘောကျနေတာပါဒီအချိန်မှာပဲရွာရဲ့စည်းကမ်းမှာတာဝန်ကြတဲ့မကြီးကရောက်လာပြီး မိတ်ဆက်လိုက်ခါသူကလည်းဈေးဝယ်ပြီးပြန်သွားပါတယ်အဲ့ဒီနောက်မှာတော့ဈေးကပြန်လာတော့အစီစားကိုသူ့ရဲ့မိဘတွေအကြောင်းသိရဖို့အတွက်ဒီဝါမာနေတဲ့အမီနာဆိုတဲ့အမျိုးသမီးကိုလာရှာတာပါလို့ပြောလိုက်ပါတယ်ဒါကိုဟာဆန်ကကြားသွားပြီးနားထောင်နေတာပါအမီနာကဒီရွာမှာနေတာဖြစ်ပြီးသူမအသက်နှစ်နှစ်လောက်မှာသူ့ကိုចောင်းကိုလာပို့သွားတာလို့ပြောပြလိုက်ပါတယ်။အမီနာအကြောင်းပဲသိရပြီးမိဘတွေအကြောင်းမသိရတာမို့သိရဖို့အတွက်အမီနာကိုရှာတွေ့မှဖြစ်မှာပါ။ ဒါကိုကြားတော့ဟာဆန်ကမျက်နှာပြတ်သွားပြီးဆာရာအိမ်ရောက်နေတာကိုသဘောမကျတော့ပါဘူးတမိဖြစ်သူကိုလည်းကူမရှာဖို့ပြောလိုက်ပြီးဆာရာကိုလည်းထွက်သွားခိုင်းလိုက်ပါတယ်ဒီတော့ရွာရဲ့ဝိပုဆောင်မှာပဲနေဖို့သွားကြရပြီဝိပုဆောင်ကလည်းရွာသားတွေကမတော်တာကြာကြပါပြီသူတို့ရောက်တဲ့အခါမှာတော့တိတ်ဆိတ်၆ကန်နေကလူသူကလည်းတယောက်မှမရှိပါဘူးတငယ်ချင်းနှစ်ယောက်ပြင်ဆင်လိုက်ကြပြီအစည်းစားကလည်းသူလည်းအဖို့အဖြစ်နေပေးမှာပါနေအဖေစုလိုက်မယ်လို့ပြောလဲမရပါဘူး ဒီလိုနဲ့ညရောက်တဲ့အခါမှာတော့ဟာဆန်ကလိုက်လာပြီးအစီစားကိုအတင်းပြန်ခေါ်သွားပါတယ်။ဆာရာကိုလည်းအတော်မကြည်တော့ပါဘူး။တစ်ဖက်မှာလည်းရွာသားနှစ်ယောက်ကညဘက်မုန်းဝယ်စားနေကြရင်ဈေးတွေကမရှိတော့တာကိုသတိထားမိလို့လိုက်ကြည့်နေတော့မှာပဲ။ကလေးကိုပိုက်ထားတဲ့တယင်းမတကောင်ကထွက်လာပြီးချောက်လန့်တဲ့အတွက်အသေးအတံပဲထွက်ပြေးကြရပါတယ်။ရာထဲကိုပြန်ဝင်ပြေးပြီးဟာဆန်ကိုတွားခေါ်ကကွန်တီလာနဲ့ဆိုတဲ့တယဲကခြောက်တာခံလိုက်ရတယ်လို့ပြောတော့အေးမလို့ပဲပြန်ဝင်သွားတဲ့အခါမှာ ဘာတီနဲ့တူတယ်လို့ပြောလာတော့မှစိတ်ဝင်စားသွားပါတယ်။အခုဝိပုဇောင်ကိုရောက်နေတဲ့ကလေးမကိုစောင့်ကြည့်ထားလို့မှကအိမ်ထဲကိုပြန်ဝင်သွားပါတယ်။ဇာရာကလည်းဝိပုဇောင်အပြင်မှာအတန်ကြားလို့တယောက်တည်းထွက်လာပြီးရှာနေတုန်းပါပဲ။ရုပ်ရည်အစီစားကရောက်လာလို့ထိတ်လန့်သွားရပါတယ်။အစီစားကလည်းဇာရာတယောက်တည်းစိတ်မချလို့အဖေမသိခင်မှာခိုးထွက်လာတာပါ။ဒီလိုနဲ့နှစ်ယောက်အတူအဆောင်ထဲမှာအိပ်ပျော်နေကြချင်းအတန်တစ်ခုကိုကြားပြီးအစီစားကနိုးလာပါတယ်။ သူမထားကြည့်လိုက်ချိန်မှာကြောက်စရာမျက်နှာနဲ့တရေမကြီးကအနားကိုပြေးဝင်လာလို့ထိတ်လန့်ပြီးအော်ချလိုက်တဲ့အခါမှာစာရာကလည်းနိုးလာတော့မှပျောက်ကွယ်သွားပါတယ်။မနက်ကိုရောက်တော့ဈေးထဲမှာဈေးဝင်နေရင်အမီနာအချောင်းကိုမေးမြန်းကြည့်တော့လေတိတဲ့လူကမရှိကြပါဘူး။ဒီအချိန်မှာပဲဘေးကနေဖြတ်သွားတဲ့နတ်စရာမကြီးကိုတတိထားမိလိုက်ကြပါတယ်။သူမကဒီဘာမှဩစာကြည့်ပြီးသူ့ကို လေးစားကြရပါတယ်။နတ်စရာမကြီးကသူမအိမ်မှာလူတယောက်ကိုဖမ်းဆီးချုပ်နှောင်ထားတာရှိနေတာပါ။ ဟာဆန်နဲ့ကလည်းပတ်သက်မှုရှိနေကြပြီးအမိနာကိုလာရှာတဲ့လူရှိနေတာကိုလည်းနတ်ဆီယာမကြီးကတီသွားခဲ့ပါတယ်ဆာရာတို့လည်းအိမ်အပြန်လမ်းမှာမကျင်းနဲ့တွေ့တဲ့အတွက်သူတို့အမိနာကိုရှာနေကြတာဖြစ်ပြီးကူရှာပေးဖို့ပြောတဲ့အခါမှာစည်းကမ်းကအချက်အလက်တွေထဲမှာရှာကြည့်ပေးမယ်လို့ဆိုကာနှုတ်ဆက်ပြီးထွက်သွားပါတယ်နောက်တနေ့ကိုရောက်တော့စည်းကမ်းကိုလိုက်သွားကြပြီးစောင့်နေကြတော့မှာပဲစည်းကမ်းလာပြတဲ့လင်တာနဲ့စုံမိကြပြီးသူမကစည်းစီယာကိုသဘောကျနေတာပါသူမထွက်သွားတော့ဆာရာတို့ကလည်း အမီနာအကြောင်းဘာတီလဲလို့မေးတော့ဘာအချက်လက်မှမရှိဘူးလို့ဆိုပါတယ်။သူတို့စကားပြောနေချိန်ဟာဆန်ကရောက်လာပြီးသူသမီးကိုအတင်းပြန်ခေါ်သွားပါတယ်။ဇာရာတယောက်ထဲကြံခဲ့တာကြောင့်မဂျစ်ကဆိုင်ကယ်နဲ့လိုက်ပို့လိုက်ကအဆောင်ကိုရောက်တဲ့အခါမှာတော့မဂျစ်ကိုသူမမှာပါလာတဲ့စာရွက်ပေါ်ကပုံကလေးကိုဘာအဓိပ္ပာယ်လဲလို့မေးကထုတ်ပြလိုက်ပြီးမှသူကလည်းမသိပါဘူး။ဝေပြူဆောင်မှာမိတွေမကောင်းတာကိုလည်းမချစ်ကတီးသွားပါတယ်။အစီစားကလည်းသူ့ရဲ့တငယ်ချင်းနဲ့လိုက်ခွဲနေတဲ့အဖေကိုစိတ်ဆိုးနေတာပါ။ ဟာဆန်ကလည်းသူစကားကိုနားထောင်ရမယ်လို့ပြောပြီးထွက်သွားပါတယ်။ဝိပြုဆောင်မှာလည်းမကြီးကအတန်ချဲ့ဆက်ကိုပြင်လိုက်ပြီးဝိပြုဆူတောင်းဖို့ခေါ်တဲ့အတန်ကိုအတန်ချဲ့ဆက်နဲ့អော်လိုက်တော့ဟူအက်ဘာနတ်ဆီယာမာကြီးကကြားသွားပြီးဘသူက အတင်ရဲနေတာလဲလို့ဆိုပါတယ်။အမီနာကလည်းဒါကိုကြားသွားကသူမကိုနတ်ဆီယာမာကြီးကဖမ်းဆီးချုပ်နှောင်ထားတာပါ။ရွာသားတွေကလည်းအကုန်ကြားလိုက်ကြပြီးအံ့ဩနေကြကနတ်ဆီယာမာကြီးကလည်းဝိပြုဖို့ခေါ်တံပေးတာ။ ဘသူလဲလို့သူ့လူတွေကိုတွားပြီးစုံစမ်းခိုင်းလိုက်ပါတယ်။မကြစ်ကလည်းနောက်ကျနေပြီးမှပြန်ဖို့ပြင်လိုက်ချင်းစာရာကဝါတီဆိုတဲ့လူเจ้าကိုစုံစမ်းပေးဖို့တောင်းဆိုလိုက်ပါတယ်။နတ်ဆီယာမာကြီးဒါမီလွတ်လိုက်တဲ့လူတွေကလည်းဝိပုဆောင်ကိုတွားနေကြပါပြီ။နတ်ဆီယာမာကြီးကလည်းအမီနာကိုချုပ်ထားတဲ့နေရာကိုတွားတော့ငါနင်းဘဝကိုတခါမှတော့မဖြည့်ဆည်းခဲ့ဘူးပါဘူး။ငါကိုတက်ပြစ်လိုက်ပါတော့လို့ပြောလိုက်တဲ့အခါမှာငါကနင်းကိုအချိန်မရွေးတက်ပြစ်လိုက်လို့ရတယ်။ ဒါပေမဲ့နင်ခံစားနေရတာကိုလိုချင်တာဖြစ်ပြီးဝေဒနာခံစားနေရတာကိုမြင်မှ သူ စိတ်ကျေနပ်မှာလို့ဆိုပါတယ်။ဒါမီရဲ့လူတွေလည်းဝိပုဇောင်းနာကိုရောက်သွားတဲ့အချိန်ဆာရာကလည်းအထဲမှာဝိပုနေတာပါ။အပြင်ကနေဂဲလုံးနဲ့ပေါက်လိုက်တဲ့အတွက်ထိတ်လန့်သွားပြီးအပြင်ကိုထွက်ကြည့်ပါတယ်။တယောက်ကပြန်ပြေးသွားပြီးတယောက်ထဲကြံခဲ့ကနောက်ကိုပြန်အလှည့်မှာပဲ။ကွန်ဒီလာနဲ့ဆိုတဲ့တရေကထွက်လာပြီးလေဘင်းကိုညှစ်တပ်ပလိုက်ပါတယ်။အစည်းစားကလည်းတငယ်ချင်းစီကိုဇွတ်သွားဖို့ပြင်နေလို့ ဟာဆန်ကအတင်းတားနေတဲ့အတွက်ဘာလို့ဒီလိုလုပ်ရတာလဲလို့မေးလိုက်ပါတယ်။သူမကြောင်းပြန်တက်ရင်လဲဆာရာနဲ့ကပြန်တွေ့ကြရမှာဖြစ်ပြီးဆာရာကစဉ်မြင့်မတိရလို့မပေါင်းခိုင်းတာလို့အကြောင်းပြနေတော့သူရဲ့တင်ငယ်ချင်းဖြစ်လာတာနှစ်ပေါင်းများစွာရှိပြီဖြစ်ပြီးဘာပြဿနာမှမရှိဘူးလို့ဆိုပါတယ်။အဖေဖြစ်သူကတခုခုဖုံးကွယ်ထားတာရှိနေတာကိုလည်းတတိထားမိနေပြီးဘာဒီဆိုတာဘသူလဲလို့မေးလိုက်တော့မနက်ကြရင်သမီးကိုယ်တိုင်တွေ့ပါလိမ့်မယ်လို့ဆိုပါတယ်။ ဒီအချိန်မှာပဲဒါမီရဲ့တပည့်တယောက်ကဝိပ္ပုဆောင်နာမှာတည်သွားတာကိုသူနဲ့ပါသွားတဲ့လူကအထိတ်တလန့်နဲ့လာပြောပြပါတယ်။မနက်ရောက်တော့တည်ဆုံးသူကိုတုတ်တန်ကိုပို့ဆောင်နေကြခြင်း။ဆာရာရိုးကအလာနဲ့တို့ပြီးဘာလို့တည်တာလဲလို့မေးတော့ကွန်တီလာနဲ့ကြောက်လို့ဆိုပါတယ်။ဆာရာကမကြီးရဲ့အနောက်မှာပါလာလို့ဒါကိုလည်းဒါလင်ကတိတ်မကြိုက်ပါဘူး။အစီစားကလည်းဝိပ္ပုဆောင်ကိုရောက်လာပြီးဆာရာအတွက်အစားအသောက်တွေလာပို့တာပါ။ရွာထဲမှာလူတည်ဆုံးမှုတွေရှိလာနေပြီး နောက်ထပ်သေးသူတွေရှိလာအောင်မယ်လို့ကောလာဟာလာတွေပြောဆိုနေကြတယ်လို့ဆိုတော့ဒါကိုစာရာကမယုံတလို့ကွန်တီလာနဲ့ဆိုတာနဲ့လူတွေကိုခြောက်လန့်နေတာလို့ဆိုပါတယ်လင်တာကလည်းသူမမချစ်ကိုစိတ်ဝင်စားနေပြီးကုညီပေးဖို့ဒါမီကိုသွားပြီးအကူညီတောင်းတဲ့အခါမှာတော့ဒါမီကလည်းမချစ်ကိုတိတ်မကြိုက်ပါဘူးသူရောက်လာကလေးကလူတွေကိုလိုက်စီးယုံနေပြီးသူ့ကြောင့်လူတွေကဒါမီကိုအယုံကြည်မဲ့လာကြလို့ပါပဲသူနဲ့အမြဲတွဲနေတဲ့စာရာကိုရောက်မောင်းထုတ်လိုက်ဖို့နဲ့ကြံတာငါရဲ့တာဝန်ထားလို့ဆိုပါတယ် ဒါကိုလည်းကျုံအောင်ခံထားရတဲ့အမီနာကကြားသွားတာပါလင်ဒါကအင်းအပြန်လမ်းမှာအင်ဒရစ်နဲ့တွေ့တဲ့အခါမှာဟိုကလည်းသူ့ကိုနာဘူးထနေကဒါကိုအတုံးချပြီးဝိပြုဆောင်မှာရောက်နေတဲ့ဆာရာကိုကွန်တီလာနဲ့လူယောင်လို့စွတ်စွဲပြီးရွာကနေထွက်သွားအောင်နှင်ထုတ်ပေးဖို့ခိုင်းစီလိုက်ပါတယ်ဒီတော့ပျော်ပျော်ကြည့်သွားတဲ့အချိန်ဝိပြုဆောင်နာကိုမရောက်ခင်လမ်းမှာပဲကွန်တီလာနဲ့တရဲမနဲ့တက်တက်တိုးပြီးဘာလို့ရမှန်းမသိပြေးဖို့ပြင်နေရင်းမှာပဲတရဲမရဲ့လက်ချက်နဲ့ပဲမာလကီရာသွားရပါတယ် ောက်တနေ့ရောက်တဲ့အခါမှာလင်ဒါကဈေးတဲကိုရောက်လာပြီးအားလုံးကလေးစားရတဲ့ဒါမီကပြောလိုက်တယ်ကွန်တီလာနဲ့ရဲ့ခလေးကရွာမှာရောက်နေလို့ရွာကလူတွေတီးရတာလို့ပြောနေတာပါဒီချိန်မှာပဲဆာရာရိုးကရောက်လာတော့သူ့ဘဲလို့စွဆွဲလိုက်တဲ့အခါမှာအစီစားကလည်းသူ့ရဲ့တငယ်ချင်းကအမီနာကိုလာရှာတာသူနဲ့ဘာမှမဆိုင်ဘူးလို့ဆိုကထွက်သွားတဲ့အခါမှာပဲအတိညာမဲ့ပြီးသူများပြောတိုင်းယုံတတ်တဲ့ရှီယိုဆွဲတဲ့ရွာသားတွေကထွက်သွားဖို့ဝိုင်းပြီးပြောဆိုကြပါတယ် ။ဆာရာကလည်းသူ့ကိုဒီလိုပြောဆိုလို့စိတ်ဆိုးနေပြီးအမီနာကိုဆက်မရှာဘဲចောင်းကိုပြန်ကျင်နေတဲ့အတွက်စိတ်အေးအထားဖို့တငယ်ချင်းဖြစ်သူကဖြောင်းဖြနေတာပါ။တစ်ဖက်မှာလည်းဒါမီကကလေးမယူကျင်တဲ့လူတွေကိုကူညီပေးနေပြီးတရေသားလောင်းကိုအိုးနဲ့ထဲ့သိမ်းထားလိုက်ပါတယ်။ရွာထဲမှာလည်းသူ့ရဲ့အကြံနဲ့ရွာသားတွေကဆာရာကြောင့်ရွာကလူတွေတီးရတာလို့ဆိုပြီးနှင်ထုတ်ဖို့လာနေကြကဇာရာကလည်းမတီးပဲဝိပုစုတောင်းမပြတ်ပါဘူး။ရွာသားတွေဝိပုဆောင်ကိုမရောက်ခင်မှာပဲ။ မကျင်းတဲ့လူတယောက်ကဘာအထောက်ထားမှမရှိဘဲဒီလိုမလုပ်သင့်ဘူးလို့တားထားလိုက်ကြကသူ့ကြောင့်တစ်ခုခုဖြစ်ခဲ့ရင်လေသူတာဝန်ယူပါတယ်လို့ဆိုကပြန်လှော့လိုက်တော့မကြည်မနှက်နဲ့ပဲပြန်သွားကြပါတယ်ဒါမီကလည်းအစီအရင်တစ်ခုပြုတ်လုံနေပြီဟာဆန်ကလည်းဒါဝါဒီရဲ့လက်ချက်ဖြစ်ရမယ်တစ်ခုခုလုံမှရမယ်လို့ပြောနေချင်းအမီနာကအချုပ်ခန်းကိုဖောက်ပြီးထွက်ပြေးသွားပါပြီဒါကိုဟာဆန်ကလည်းတည်သွားခဲ့ပြီးအနောက်ကနေလိုက်ဖမ်းပါတော့တယ်ဆာရာကလည်းတယောက်တည်းဝမ်းနေပြီးငိုကြွေးနေချင်း အမီနာကရောက်လာပြီးသူ့ကိုမြင်တော့ကြောက်ပြီးထွက်ပြေးပြန်ပါတယ်။ဆာရာရဲ့အရှိကိုလည်းတရေကရောက်နေကဒါကိုသူမကလည်းမသိပါဘူး။အမီနာကပြေးလွှားနေပြီးနောက်ကလည်းဟာဆန်ကလိုက်ဖမ်းနေရင်မိသွားပါတယ်။ကွန်ဒီလာနဲ့တရေမကသူ့လို့ရှိကိုရောက်နေတာကိုလည်းမသိကြပါဘူး။အမီနာကသူ့ကိုဘာမှမလုပ်ပါနဲ့လို့ပြောပေမယ့်မရပါဘူး။ဒါနဲ့ခုတ်ချဖို့ပြင်လိုက်ချိန်မှာလှုပ်လို့မရဖြစ်သွားရပြီ။ကွန်ဒီလာနဲ့တရေမကပေါ်လာကနေငါတို့မိသားစုကိုတတ်ခဲ့တာလို့ဆိုက ပြေးဝင်တိုက်ခိုက်လိုက်တာနဲ့ ညနာတခုလုံးဆုတ်ပြတ်ပြီးလဲကျသွားကဆုံးပါသွားရပါတယ်။နောက်တနေ့မနက်ကိုရောက်တော့အစည်းစားရဲ့အဖေက ဆုံးပါသွားတာကိုသိတဲ့အတွက်ဆာရာကအင်ကိုရောက်သွားတဲ့အခါမှာဒါမီနဲ့လည်းထိတ်တိုက်တွေ့လိုက်ပြီးတငယ်ချင်းဖြစ်သူအနာကိုသွားကစိတ်မကောင်းဖြစ်ကြောင်းပြောပြီးမြင်နင်းကကွန်တီလာနတ်ရဲ့ခလေးလိုဆိုကထပြီးထွက်သွားပါတယ်။လင်ဒါကလည်းနတ်ဆရာမကြီးကိုသူ့ခိုင်းတဲ့အတိုင်းမလုံနိုင်လို့တောင်းပန်နေကသူ့ကိုမောင်းထုတ်လိုက်ပြီးအိုးရဲကဦးရီကိုထုတ်စားကအစီရင်တစ်ခုကိုထပ်ပြီးလုပ်ပြန်ပါတယ်။ အစီစားကလည်းသူ့အဖေဆုံးပါသွားတဲ့အတွက်ဝမ်းနဲ့စိတ်မကောင်းဖြစ်နေရတာပါတပတ်မှလည်းဝိပူဆောင်အနားမှာအမီနာကထိုင်ပြီးစကားတွေပြောနေချင်းဆာရာကအနားကိုယောက်သွားမှသူမကအမီနာပဲလို့ဆိုကဆာရာရဲ့မိသားစုအကြောင်းကိုပြောပြလိုက်ပါတယ်သူတို့အပေါ်မှာလည်းတရေမကရောက်နေခဲ့တာပါဆာရာရဲ့အမေဝါဒီအပြူတုံးကဒီရွာမှာအလှဆုံးမိန်းကလေးတစ်ယောက်ဖြစ်ခဲ့ပြီးသူ့ကိုကြိုက်တဲ့လူတွေအများကြီးရှိခဲ့တာပါဒါပေမဲ့ဝါဒီကတခြားယောက်ျားတစ်ယောက်နဲ့လက်ထပ်သွားခဲ့တယ် ဒါကိုဟာဆန်တို့လည်းမကြည်နဲ့ကြပါဘူးဒီတော့ဒါမီနဲ့ဟာဆန်ကအညှို့ထားပြီးဇာရာရဲ့အဖေနဲ့အမေပျော်ရွှင်နေတာကိုမနာလို့ဖြစ်ခဲ့ကြတယ်အထူးသဖြင့်ဟာဆန်ကပိုဆိုးခဲ့ပြီးဇာရာရဲ့အမေကိုတပတ်သက်ချစ်ခဲ့တာကြောင့်စိတ်နာနေခဲ့တာပါဒီတော့ဒါမီနဲ့ဟာဆန်ပေါင်းပြီးဝါဒီတို့ကိုတတ်ပြစ်ခဲ့ကြတဲ့အသည့်ဖြစ်သွားခဲ့တာပါပဲသူရှိကမြေပုံဟာလဲဝါဒီရဲ့မြေပုံပဲလို့ဆိုပါတယ်ဒါကိုကြားတော့ဇာရာကဝမ်းနဲ့ငိုကြွေးပါတော့တယ် ဝါဒီရဲ့ဝိညာဉ်ကလည်းသူတို့ကိုကြည့်နေပြီးစိတ်မကောင်းဖြစ်နေတာပါအခုဖြစ်နေတဲ့ကွန်တီလာနဲ့တရဲမဟာလည်းဝါဒီပါပဲဇာရာတို့ထားသွားတဲ့အခါမှာပဲအနောက်ကနေဒါမီကရောက်လာပြီးဓာတ်နဲ့ထိုးဖို့ပြင်လိုက်ချင်းဝါဒီရဲ့ဝိညာဉ်ကပြေးဝင်ပြီးတိုက်ခိုက်လိုက်တဲ့အတွက်မျက်နှာကြီးဆုပ်ပြက်ပြီးဆုံးပါသွားပါတော့တယ်အဲဒီနောက်မှာတော့ဇာရာကအချောင်းကိုပြန်တော့မှဖြစ်ပြီးသူ့ရဲ့မိသားစုအချောင်းကိုတီးခွင့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့ပြောပြီးငိုနေကအမီနာကလည်းသူမမဆောင်းလျှောက်ပေးနိုင်လို့ခွင့်လွတ်ပါလို့ဆိုပါတယ် ဆာရာလည်းအမီနာကိုနှုတ်ဆက်လိုက်ပြီးကျောင်းကိုပြန်သွားခင်ကမဂျစ်ကလိုက်ပို့ပေးတာပါသူတို့ပြန်တဲ့လမ်းတနေရာမှာလူတစ်ယောက်ကစိုက်ကြည့်နေပြီးအဲ့ဒါကတော့အစီစားပဲဖြစ်နေကသူရဲ့မျက်နှာပေါ်မှာအမုံးတွေအညိုးတွေကိုမြင်တွေ့လိုက်ရပြီးဇလန်းလည်းပြီးဆုံးသွားခဲ့ပါတယ်ခင်ဗျာအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့တယောက်ချင်းစီကိုအထူးပင်ကျေးဇူးတင်ရှိပြီးစိတ်ဤချမ်းသာခြင်းကိုဤချမ်းမှခြင်းများနဲ့အတူကတ်သုံးပါကြော်နေနိုင်ပါစေလို့ဆုတောင်းပေးရင်ဤကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ